က်ရှိမှာကဖြစ်နေတာကြတော့ဟိုဒါဥရေအာနေဇက်ကြောင့်လဲပါတာပေါ့အဲ့လိုမျိုးဒီလိုဟိုပိုတွေတွေ့တယ်အဲ့လိုမျိုးစီရောတွေတွေ့တယ်ပေါ့နော်သူတို့တတ်မှတ်ထားတဲ့စံနှုန်းနဲ့မညီဘူးလူတွေပါဆိုတကယ်ဒုက္ခရောက်ကိုစားသုံးလို့ဟုတ်တယ်ဒါပေမဲ့ဥရေရဲ့အာနေဇက်ကြောင့်ဒါအေးယူမှုမရှိဘူးပေါ့နော်ဒါပေမဲ့ဒါဆိုရင်ဒီကြားထဲမှာရောစားသုံးသူတွေအတွက်ဘယ်လိုမျိုးဟိုအတက်နိုင်ဆုံးလှုပ်ဆောင်ပေးသင့်လဲဆရာကြားထဲမှာလှုပ်ဆောင်ပေးသင့်တာကတော့ဒီဥပဒေကိုလက်တွေ့အကောင်ထည်ဖို့ဆိုတာလည်းမဖြစ်သေးဘူး ဟိုမဖော်နိုင်သေးဘူးဒီဥပဒေမှာ new ဥပဒေဖြစ်သေးဘူးဥပဒေတခုပြဋ္ဌာန်းပြီးတော့ new ဥပဒေအနည်းဆုံးပြပေါင်း60နဲ့60အတွင်းမှာသူကရေးဆွဲပြီးတော့တက်ဆိုင်ဝန်ကြီးဌာနရေးဆွဲပြီးတော့ဆွဲရမယ်အဲ့တော့သူတို့က new ဥပဒေဒီပိုင်းနဲ့ဆွဲတယ်လို့ပြောတယ်အဲ new ဥပဒေအကဟိုမလစ်လာသေးဘူးမလစ်လာသေးမထွက်သေးမသိဘူးအဲ့လောလောဆယ်ဖြစ်နေကိစ္စလို့ရှိရင်ရန်ကုန်မြို့တော်စီမင်းသားရေးကော်မတီမန္တလေးမြို့တော်စီမင်းသားရေးကော်မတီကနေပြီးတော့သူတို့စီမင်းသားရေးဥပဒေရေးယူလို့ရတယ်အခုလည်းအရေးယူနေကြတာပဲမန္တလေးမှာဆိုရင်မှအေးခဲ့ကြတာတွေတွေ့တယ်ဒါဒီနီးတာတော့စီပြန်ဒါပေမဲ့စီပြန်တိုင်းဥပဒေလည်းမထီရဘူး တော့ဒံဝင်နဲ့ရိုက်ပြီးပြီးသွားတာဟိုပြစ်ဒံဆိုတာမပါဘူးထောင်းတာမပါရက်ကပြတော့ဟိုကုံတယ်တရတော့ဟိုခလင်းဖြစ်မှာပတ်စံရှိတယ်တော့ပေးနိုင်တော့ပါနော်အဲအဲ့လိုဖြစ်နေအဲ့တော့လောလောဆယ်ယူမှုဆိုချင်းစီမင်သားရေးဥပဒေရတော့ထိရောက်တယ်စီမင်သားရေးဥပဒေစီမင်သားဝန်ထမ်းကတော့လိုက်ပြီးတော့ဒီ business နဲ့ပတ်သက်ပြီးတော့ဟိုလည်းမသိမ့်လို့ရတယ်သိမ့်လို့ရပြီးတော့ဒီလိုယူလို့ရတယ်အဲစီမင်သားရေးဥပဒေနဲ့အရေးယူနေတာများပါတယ်များတော့အမအဲ့စီမင်သားရေးဥပဒေကအရင်နဲ့ပြဋ္ဌာန်းတဲ့ဥပဒေဒီဥတုပ္ပဒေဒီနောက်ပြဋ္ဌာန်းတဲ့ဥပဒေ စကမြန်နဲ့တို့ဖွင့်စံပါတဲ့အတိုင်းဆိုလို့ရှိရင်နောက်ပြန်တဲ့အထူးဥပဒေကြီးရှေ့ရဥပဒေကိုလွှမ်းမိုးရမယ်အဲ့တော့လွှမ်းစီမံတိုင်းဥပဒေကိုဒီဥပဒေကလွှမ်းမိုးပြီးတော့အရေးယူလို့ရမယ်အဲ့လိုထိရောက်မှသာလင်ပို့ပြီးတော့အရေးယူမှိုင်းခွင့်ရထိရောက်တဲ့လုပ်ငန်းဖြစ်လိမ့်မယ်ဟုတ်ကဲ့ပါဆရာဒါကတော့ဒါဈာကလာပါပေါ့เนาะဒါကတော့ဒါဟိုဟိုဈာကလာမှာလှစားသုံးတွေနေတဲ့လှုပ်လိုက်တဲ့ဟာမျိုးပေါ့เนาะဆရာနောက်တစ်ခုဆရာတို့ဒီမြန်မာစားသုံးသူများတပကလည်းအဲ့လိုမျိုးဒီကွန်ဆူမားတွေဘက်ကအဲ့လို 你啲男唔會先，社會界內啲人係做官員係少，第二係少。係咯，不如如果你社會界做官員，稍微俾你嚟食，社配合下。社就唔會係咯，佢嚟邊度？啲阿馬邦田係咧，馬邦田呢係啲，社會馬邦田啦，招唔嚟，係啦，啲阿馬邦田啦，佢嚟邊度？新嘅，新嘅社會話，桑埔呢老老態然然，呢個屌仔都嚟幹事當偏。好，阿伯你講到田嘛，沙東都嚟，阿坤爺先嚟，哎，坤爺講沙東都嚟，啲阿翁先嚟，沙東嚟幹事當偏咧，那度要你 ဒီမှာလိုက်ပြီးတော့ဖွဲ့တယ်ဖွဲ့တယ်ဖွဲ့ပြီးလို့ရှိရင်အသက်စင်းတစင်းအလုံးဖြစ်တာဆရာတို့စကမန်းလေးပြီးသွားပြီမော်လမြိုင်ပြီးသွားပြီကင်းပြင်းနေပြီးသွားပြီပတိန်ပြီးသွားပြီအဲ့အဲ့လိုသခိုင်းပြီးသွားပြီအဲ့လိုတိုင်းနေပြင်းနေမလိုက်ပြီးတော့ဆရာတို့ကအဲ့ဖွဲ့တယ်ဖွဲ့တယ်တော်တော်ပြီးနေပြီတော်တော်ပြီးနေပြီတော်တော်ပြီးနေပြီအဲ့တော့အဲ့တော့ဗားလေးအဓိကထားလို့စားတုပ်တွေရပိုင်ခွင့်ချစ်ချစ်ရှိရစွာကိုသိရမှာအဲ့ဒါဗားလေးဆိုတော့အခြေခံလိုအပ်ချက်ရပိုင်ခွင့်ပြီးလို့ရှိရင်ဘေးအနေနဲ့ကင်းရှင်းစွာဝယ်ယူ30ခွင့်နောက်တရင်အချက်လက်ရပိုင်ခွင့်ရွေးချယ်ပိုင်ခွင့်အရေးဆိုတင်ပြပိုင်ခွင့်ရော်ကြီးရပိုင်ခွင့်စားတုပ်ဆိုင်ရာအသိပညာရပိုင်ခွင့် ကျမ်းမာမြတ်တာသာပိုင်ဝင်ရပိုင်ခွင့်ဆိုရက်ရပိုင်ခွင့်ရှစ်ချက်ကိုနားလည်အောင်ဆရာတို့က educate ပညာပေးတဲ့လူကိုလုပ်နေပါတယ်ခင်ဗျ။ဟုတ်ဟုတ်ကဲ့ပါဆရာ။ဟုတ်ဟုတ်ဆရာအဲ့တော့လေဆရာတို့အခုဒါနောက်ဆိုရင်ဟိုတိုင်လို့ရတယ်ပေါ့နော်။ဟိုစားသုံးသူတွေဘကဒါတိုင်ကြားနိုင်နေဆိုဟိုဘယ်လိုပုံစံမျိုးနဲ့တိုင်ကြားနိုင်မလဲ။ဟိုဒီပစ္စည်းတွေကဟိုအဲ့လိုဟိုဂျိုဘေးအနေနဲ့ဖြစ်စီတယ်ဆိုတော့ပေါ့နော်။ဘယ်လိုထောက်ခံချက်တွေရရှိနိုင်မလဲဆရာ။ဒါပေမဲ့ခုနပြောသလိုပေါ့။အဲ့ဒါမှ အားနည်းချက်တခုလည်းရှိသေးတယ်။ဘာလဲဆိုတော့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဒီပစ္စည်းဒီဟလာဟိုမတင့်တော်တဲ့ပစ္စည်းဖြစ်တဲ့ကြောင့်ကို ISO ဆိုတဲ့ Indian Standard Organization ကနေပြီးတော့အတိမတ်ပြောတဲ့ lab ဓာခွဲခန့်နေရာနေပြီးတော့အဖြေထုတ်ရ။ဆရာတို့အရင်တော့အမှုစုံစမ်းတယ်လို့ရှိရင် CID ရဲ့ခွင့်ပြုချက်ဆိုတော့ CID ရဲ့စုံစမ်းပြီးတဲ့အခါကျမှရတဲ့လက်မှတ်နဲ့ရှိတယ်။နောက်တစ်ခါ Shafala မှာရှိတဲ့ lab ကျန်းမာရေးဝန်ကြီးက lab ကနေပြီးတော့စုံစမ်းပြီးတော့ရတဲ့အဖြေကိုတင်တယ်။အဲ့ကတတိယကံဦးလေးဘုံက55ရ ကျမ်းကျင်သူထင်မြင်ချက်ဆိုတာမတရားဥပမာတင်ပြနိုင်မှာတရားဝင်တယ်အခုကအဲ့လိုတင်ပြနိုင်တဲ့လက်မရှိဘူးဒါတခုတော့ရှိပြီးကက်ဘက်ကပြီးကက်သတင်းထဲမှာဖတ်လိုက်ရတာတော့ဟိုစားသုံးဥဒေတက်နာမှာဟို IS ကိုလက်မှတ်ရတဲ့ဟိုဓာတ်ခွဲကတခုပေါ်တော့ပေါ်တော့သိရတယ်သိရချင်ဒါပေမဲ့အဲ့ဒီတခုလည်းမရဘူးအတိမတ်ပြုတ်တဲ့အဖွဲ့အစည်းရက်ဖွဲ့အဖွဲ့အစည်း NGO တွေမှာလည်းအဲ့လိုလက်မှတ်ရတဲ့ခါတွေကိုအတိမတ်ပြုတ်ပြီးတဲ့ခါကျတော့ NGO တွေဘာလို့အဲ့ဒီအထိပို့ဖို့ဆိုတာအင်ပလန့်ကြားတယ်။ဟုတ်။ကြားတဲ့ခါကျတော့အမြန်ဆုံးနည်းနဲ့ အမြန်ဆုံးစစ်ဆေးပြီးတော့အမြန်ဆုံးထောက်ခံချက်ပေးတယ်ဒီပစ္စည်းကစားသုံးတယ်မသိမ့်တော့ပါဘူးဘာအနေတွေဖြစ်ပါလဲဘာတွေပါပါလဲဆိုတော့ဒီထောက်ခံချက်ပြလို့ရှိရင်အဲ့ထောက်ခံချက်ကိုတရားဥပမာတင်ပြလို့ရှိရင်တရားဥပမာထိရောက်တဲ့ဟိုစင်ကြီးကနှုတ်မတော်တရားဥပမာတက်တယ်မခိုင်မခိုင်လုံလို့ရှိရင်ကြံ့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 ကြတာအမှုလေပြက်သွားမှာအမှုလေလွတ်သွားမှာဟုတ်တယ်ပါအကိုဘက်ကတရားလိုဘက်ကတင်လို့ရှိရင်ကိုယ်က ISO လက်မှတ်ရတဲ့ဓာခွဲခန်းကနေပြီးတော့ထောက်ခံချက်ဒီပစ္စည်းဒီအန်ရဖြစ်တဲ့ပစ္စည်းတွေပါပါတယ်ဆိုတာကို ဟိုပညာရှင်ကနေပြီးထောက်ခံပြီးတော့တင်ပြမယ်ဒီမတက်တီမလာထွက်လို့ရှိရင်ထိရောက်တဲ့အမှုဖြစ်သွားလိမ့်မယ်နှုတ်မဆုံးချင်းတော့အားနည်းတဲ့အမှုပဲဖြစ်သွားလိမ့်မယ်ဟောအဲ့တော့ဆရာဟိုပါလေဆရာတို့ဒါခွန်းသားကဟိုဥပဒေအစ်စ်ပေါ့နော်အခုလောက်ထွက်မယ်အစ်စ်မှာဆိုရင်အာသာချက်တွေတော်တော်ပါလာတယ်ပေါ့နော်ဥပမာဟိုဝန်ဆောင်မှုတွေကိုပါဟိုအရေးယူနိုင်ပြီတိုင်စားနိုင်ပြီဆိုတဲ့ဟာလေတစ်ချက်တွေ့လိုက်တယ်ပေါ့နော်ဆရာ ATM ဆက်ကိစ္စတွေဒီတချို့ဟိုဟိုကျမတို့စီမှာ မြဝပြည်သူတွေနဲ့မရေးသေးတာမျိုးဆိုဥပမာစားတောက်ဆိုင်တွေမှာဈေးနှုန်းမရေးထားတာတော့မှတိုင်နေတယ်လို့ဆိုရဟာပြောပါတော့ဆရာအဲ့တော့အဲ့ဒီကြောင့်လေးလည်းနည်းနည်းပြောပြပြပါလေဆရာအဲ့ဒီဝန်ဆောင်မှုကိစ္စလေးလေသူကစကလေးစကရက်ကစားသုံးသူလို့ပြောထားတာစားတာတခုလည်းမဟုတ်သုံးဆွဲမှုလည်းပါတယ်သုံးဆွဲသူတွေပါအကောက်ပြရစားတော့စားတော့သုံးဆွဲတဲ့လည်းသုံးဆွဲတာပဲဝင်ဆောင်မှုသုံးဆွဲတာလည်းသုံးဆွဲတာပဲအဲ့တော့ဝင်ဆောင်မှုသုံးဆွဲတဲ့အခါကျတော့ဒီကနေ့ပတ်သက်ပြီးတော့ဒီ ဘယ်လိုလုပ်မလဲဒီကအခုပြောပြီမလားအခုဒီဒီဒီနေ့ဒီနေ့ဆောင်မကသူက digital လို့သူကသူကသုံးတယ်ဟဟာစားသုံးသူများယုံကြည်ချက် digital ကဘာကိုတိဆောက်ကြရဆိုတော့အခုကဘာနဲ့ဝင်နေကြရဆိုတော့ digital နဲ့တန်းပြီးတော့ဝင်နေကြတယ်အဲ့တော့လက်တွေ့သွားဝယ်တဲ့တော့မှအခက်ခဲရှိလို့ရှိရင် digital နဲ့ဝယ်တယ်ဆိုတာကကျားတို့နိုင်ငံမှာမပြည့်စုံမတွေ့တဲ့သေးဘူး digital မပြည့်စုံတဲ့လို့ကဒီဟာကြီးကစိတ်မချအောင်ဥမာတစ်ခုပြောမယ်ဟိုစားကုမ္ပဏီတစ်ခုရှိတယ် tourist company သူတို့ဆိုရင်သူကနိုင်ငံခြားကနေပြီးတော့ တွေးစီလာတယ်ဟိုကနေပြီးတော့သူတို့ကပ်ပြားတွေနဲ့ဒီမှာလှမ်းပြီးတော့သူဝင်ဆောင်မှုနဲ့ငွေလွှဲကြတယ်အဲ့တော့ဒီမှာရှိတဲ့ဒီကဘန်နဲ့ဘဲကဘန်နဲ့ဒီကကမ္ဘောဇာဘန်နဲ့ဟိုမှာရှိတဲ့ဘန်နဲ့ချိန်တယ်ဆိုတော့ဟိုကလူတွေကလိန်တဲ့လူတွေဒီကပ်ပြားနဲ့ပတ်သက်လိန်တဲ့လူအဲ့တော့သူကလိန်ပြီးတော့လှုပ်တဲ့အခါကျတော့ဘသူထိတာထိတယ်ဆိုတော့ဒီမှာရှိတဲ့ tourist company လာထိတယ်အဲ tourist company အဲ့သူကမသိဘူးလေဟိုမှာဖြစ်နေဘလို့သိမှာအဲ့တော့ဒါဒါစားသုံးတုံးဆွဲတဲ့လူဒီကလူကခံရတယ်အဲ့တော့ဘယ်ရဖြစ်လဲဆိုတော့ကမ္ဘောဇာကနေပြီးတော့ဒီငွေကိုဒီဖြစ်လာတဲ့ငွေတွေကိုသူကယာယီပိတ်လိုက်တယ် ဆိုအဲ့ဥပဒေကလည်းဘန်ဥပဒေကိုပါတခါပြင်ရမယ်လောလောဆယ်ဖြစ်နေပြဿနာတခုရှိတယ်ဟုတ်အဲ့ဝင်ဆောင်မှုလေဝင်ဆောင်မှုဝင်ဆောင်မှုကခုနတွန်းစီရလာတယ် तू ကသူ့ဟာသူငွေဖြတ်တယ်ဒါပေမဲ့ तू ကကပ်ပြအတုနဲ့ तू ကသူသူများတုံးနဲ့သူများကပ်ပြယူပြီးတော့ तू ကရင်းလုတ်လိုက်တာဆိုတော့ဒီဥစ္စာက digital ဒီတော့ညီပဲဒါပေမဲ့ဒီကလူတွေလိုက်ပြီးတော့မမီဘူးပေါ့မမှန်ပြောတဲ့ချင်းခင်မမီသေးဘူးပေါ့နော်ခင်မမီတော့အဲ့တော့ online ကနေပြီးတော့ဝယ်မယ် internet ကနေဝယ်မယ်ဆိုတာကလည်း မာနာပြောတာတိတ်ပြီးတော့ဟိုအတုံးမပြုတ်သင့်သေးဘူးလို့ထင်တယ်လက်တွေ့တော့မှဝယ်တော့မှအန်ဒီယဖြစ်လို့ရှိရင်အဲ့ inline က online ကျွန်တော်စာအုပ်တစ်ပုဒ်တော့တမျိုးပဲလေစာအုပ်ခုနကပြောတော့ခုနကပြောဟိုတော်တော်ကရပြောသား तू စောက်ကိုမာအင်တန်အောင်မလို့ရပြဒါစောက်ကတော့အကြောင်းမို့စားတော့တို့သုံးဆွဲတဲ့ဥမာပစ္စည်းတို့ကြတော့ဘယ်လိုနောက်တစ်ခုကဖြစ်နေရောက်စားတာဗာလဲဒီရနေပတ်တဲ့တယ်လီဖုန်းနေမှာဟာဝင်ဆောင်မှုပေးတယ်အဲ့မှာဝင်ဆောင်မှု तू တောင်းတာတမျိုး ပေးလိုက်တာတမျိုးဖြတ်တဲ့အခါကျတော့လေပို့ပြီးတော့ဖြတ်လိုက်တယ်ပို့ဖြတ်တယ်ဆိုတာဖြတ်ခံရရတယ်ဘာမှလည်းမရဘူးနဲ့ဖြတ်ခံအဲ့ဒါကဝန်ဆောင်မှုပဲအဲ့လိုဘလို့တော့တရားဆွဲမလဲဘလို့တက်တည်ပြမလဲဟုတ်လားသူတို့ပြောကြတာစားလေးဒရင်နာထောင်ကြီးတို့ရှိရတယ်ပစ္စည်းဝယ်ကြီးတို့မှားလိုက်တဲ့ရှိရဲ့ဒါပေမဲ့ဖြတ်လိုက်တဲ့ငွေသည်ခုနထိတိရောက်ရောက်လည်းမရှိဘဲနဲ့ငွေဖြတ်ခံရတယ်ဆိုလို့ရှိရင်အဲ့လူကခုနသုံးဆွဲတဲ့လူကအဲ့ဘလို့ပြီးတော့မှ already do တို့ဘာလို့ဘလို့လောက်ပြီးတော့သူတရားဆွဲလို့ရမလဲ ထောက်ထားရှိရမလဲတရားဆိုတာထောက်ထားမရှိဘဲနဲ့ evidence မရှိဘဲနဲ့တရားဆိုလို့မရအောင်ဆိုတော့အဲ့ဒီပြဿနာတွေကပြည်သူတွေအများကြီးကြုံနေရတယ်ဟုတ်ကဲ့ပြည်သူတွေအများကြီးကြုံနေရဟုတ်အဲ့တော့အဲ့ဒီဝန်ဆောင်မှုတွေကိုတိုင်ကြားနိုင်တယ်ဆိုတော့အဲ့လိုမျိုးဖြည့်ရှင်းပေးနိုင်မယ့်နည်းလမ်းတွေပါပြီပေါ့ဒီဥပဒေမှာအမှန်ပြောရင်အသေးစိတ်မပါသေးဘူးအသေးစိတ်မပါဘမပါဘူးခဲ့တော့ထဲ့တာနည်းဥပဒေမှာပါနည်းဥပဒေမှာပါမှရမယ်နည်းဥပဒေခုနကထည့်ပြီးစဉ်းစားမယ်ဥပဒေကြီးမှာတော့မပါသေးဘူးအင်္ဂလိပ်လာတဲ့ကတော့ဝန်ဆောင်မှုတစ်ပတ်သေးပြီးတော့ ဥပဒေမူရင်းဥပဒေမှာမပါသေးဘူးဤဥပဒေမှာပါလာလို့ရှိရင်ဘယ်လိုဖြစ်မလဲဒါပေမဲ့အဲ့ဒါကိုနှမ်းမီဖို့ဆိုတာတော့တက်တည်ပြဖို့ဆိုတာ digital digital နီးဆိုတာတက်တည်ပြဖို့မလွယ်ဘူးလေတော့လူတိုင်းလည်းမသုံးနဲ့ဘဝနိုင်ငံမှာ digital သုံးတဲ့လူလောက်ရှိလို့လေနည်းနည်းပဲရှိသေးတယ်တယ်လီဖုန်းသုံးတာနဲ့ digital သုံးတာမတူလေဟုတ်တယ်ပါနော်အဲ့တော့ online နဲ့ PC ဝယ်တယ်ခုနပြောသူအိမ်ရောက်လာပို့တယ်မှန်တယ်ဒါပေမဲ့အဲ့ online ပစ္စည်းလာပို့တဲ့ကတက်တည်ဘယ်လိုပြမလဲကိုယ့်ဘက်ကဒီ PC ဝယ်လာဆိုအထောက်ထားကို voucher ယူထားမှာဝင်ယူထားမှာမှားရဲဆိုတဲ့ဆရာဒီထောက်ထားတွေပြမှာလာရင် ဟိုပြနိုင်အောင်ပေါ့။တရားဆွဲတယ်ဆိုတာတရားဆွဲတဲ့လူကတရားလိုဘက်က bottom proof ဆိုတရားလိုဘက်အများအားရှိတယ်။ပုံမှန်တရားတရား။တရားလိုဘက်ကတက်တည်ပြနိုင်မှသာလေအဲ့မှုအောင်မြင်မယ်။မပြနိုင်မှအောင်မြင်ဘူး။ကဲပါဆရာအဲ့တော့ဒါဒီတိုင်းဆိုရင်ဟိုအာသာချက်တွေတော့မှထည့်ထားတယ်ဒါပေမဲ့ဟိုနေဝေတွေမှာပေါ့နော်ဘယ်လိုလာမလဲတော့မသိဘူးမသိသေးဘူးပေါ့နော်အဲ့တော့အဲ့ဒီတော့ခါကြဆရာရေဟိုပြောရမယ်ဆိုရင်တော့ဒါကတော့ထားလိုက်ပါတော့ဟိုအစ်စ်ပါတယ်ဝန်ဆောင်မှုတွေကြောင့်တကယ်ကတော့ ဒီဥပဒေမှာပါတဲ့ဟိုထိရထိရရအေးယူဖို့ပဲအဓိကလိုတာပေါ့အတကယ်အသက်ဝင်ပြီးတော့စားသုံးသူတွေကိုတကယ်ကကွယ်နိုင်တဲ့ဥပဒေမျိုးပေါ့နော်ဖြစ်ဖြစ်ဖို့ပဲလိုတာပေါ့အဲ့တော့ဆရာအနေနဲ့နောက်ဆုံးပေါ့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုမျိုးအသက်ဝင်တဲ့ဥပဒေမျိုးဖြစ်အောင်ထိရောက်တဲ့စားသုံးသူတွေကိုတကယ်ကကွယ်ပေးနိုင်တဲ့ဥပဒေမျိုးဖြစ်အောင်ဘယ်လိုမျိုးလှုပ်ဆောင်တင်တယ်လို့ပြောချင်လို့ရှိတယ်အဲ့တော့ဥပဒေပြဋ္ဌာန်းဥပဒေပြဋ္ဌာန်းတယ်ဆိုတော့ဥပဒေကခုနကခုနကလည်းဆွေးနွေးပြီး transparency ဟုတ်ဥပဒေကြီးညင်းသားဟိုကောင်လာပွင့်လင်းမြင်သားဥပဒေလို့ဖြစ်အောင်အဲ့တော့ပြည်သူတွေနားမလဲတဲ့ဟာမျိုးဆိုလို့ရှိရင်လည်းလကားပဲပြည်သူတွေနားလဲရမယ်ပြည်ပြုတ်တွေပြန်တဲ့အနေကမှာပြည်သူရောခုနအသုံးပြုတဲ့ခုန law enforcement agency တော့အစိုးရကောအကောင်လုံးဒီဥစ္စာကိုနိုင်နိုင်နင်းနင်းနဲ့ကင်တွယ်ပြီးတော့အသုံးပြုနိုင်တဲ့ဥပဒေကိုဖြစ်ရမယ်။နောက်ပြည်သူတွေနားလည်တဲ့ဥပဒေကိုဖြစ်ရမယ်။အဲ့ဒါမှသာလေဒီဥပဒေကထိရောက်တယ်။ဆိုတော့အဲ့ ဥပဒေပြဋ္ဌာန်းချက်၄ချက်ရှိတယ်အဲ့ရနဲ့မကြုံးမဝင်လို့ရှိရင်တော့ဒီအရနဲ့ပတ်သက်ပြီးတော့ဥပဒေကဟိုပြဋ္ဌာန်းတာပဲရှိတယ်အကောင့်ထဲမှာဖော်နိုင်အကောင့်ထဲမှာဖော်နိုင်ဒီပြဥပဒေကအကောင့်ထဲဖော်နိုင်ရမယ်ပြဋ္ဌာန်းပြီးအကောင့်ထဲဖော်မှအကောင့်ထဲကဖော်နိုင်တဲ့ဥပဒေကနည်းနေတယ်နည်းနေတယ်ပြီးတော့ဥပဒေရဲ့ပြဋ္ဌာန်းတဲ့အထက်မှာပါတဲ့လုံထုံးလုံနီးပြဋ္ဌာန်းချက်တွေကိုလိုက်နာနေရလို့ရှိရင်ဘလို့မှဒီဥပဒေကမထိရဘူးတော့လွတ်လွတ်လပ်လပ်နဲ့ခုနဆောင်ရွက်နိုင်တဲ့ဟိုပြဋ္ဌာန်းချက်တွေပါမှဒါလင်းထိညှို့ထားတဲ့ပြဋ္ဌာန်းချက်ပါလို့ရှိရင် လောက်ရတဲ့လူတွေလည်းအကောင့်တွေပေါ်တဲ့လူတွေလည်းမလုပ်နိုင်ဘူးဖြစ်သွားလိမ့်မယ်အဲ့တော့ထိန်းချုပ်ထားတဲ့ပြတ်တန်းချက်ကိုနည်းနိုင်သမျှနည်းရမယ်အဲအဲ့ဒါလေးအချက်ဥပဒေပြတ်တန်းတဲ့အခြေချက်ပါအဲ့ဒါပါတယ်အထူးသဖြင့်ပြည်သူတွေနားလည်တဲ့ဥပဒေမျိုးဖြစ်ရဟိုပြည်သူဖတ်တဲ့လူကဖတ်ပြီးနားမလဲဘူးဆိုလို့ရှိရင်လည်းအဲ့ဥပဒေကသူတို့အကျိုးမရှိလို့ရှိရင်ဘလို့မှအကောင့်တွေ follow ရဥပဒေမလို့ခေါ်တော့ဟုတ်ကဲ့ပါအဲ့တော့ဟိုပြည်သူတွေလည်းနားလည်ရမယ်ပြီးတော့သူတို့ရဲ့အခွင့်အရေးကိုလည်းတကယ်ကြည်ကြည်ပြတ်ပြတ်သိရမယ်ဟုတ်တယ်အဲ့လိုမျိုးပညာပေးဖို့လည်းလိုတာပါဆရာဟုတ်ကဲ့အဲ့တော့ဟို ဆရာနေတော့ထပ်ပြောဖြည့်ဆွတ်ထပ်ပြောကျင်တာများရှိသေးလားရှင့်ဖြည့်ဆွတ်ပြောကျင်တာတော့ဥပဒေကိုပြဋ္ဌာန်းတဲ့နေရာမှာခုနပြောလို့ဆရာပြောတဲ့ဥပဒေပြဋ္ဌာန်းချက်ဟိုတကယ်ဥပဒေ rule of law ဥပဒေစိုးမိုးမှုဖြစ်အောင်လဲအကောင့်ထဲပေါ်ကြပါလို့ပြောကျင်တယ်ဥပဒေစိုးမိုးမှုကကအားနည်းနေတယ်ဟုတ်တယ်နော်တရားရေးမှန်းနေရလဲဥပဒေစိုးမိုးမှုရှိတဲ့အတွက်ကြောင့်ရိုင်းနေခုနကဆွေးနွေးပြီးလေရိုင်းရိုင်းနေနေတယ်အဲ့နိုင်တဲ့နေတရားရေးမှန်းတာကိုကျွန်တော်အားလုံးဝိုင်းပြီးတော့ ဆရာတို့ပါဝင်ဥပဒေပညာရှင်တွေပါဝင်အစိုးရဌာနတွေအပါဝင် ပြည်သူတွေပါဝင်တက်မှတ်ကြပါလို့ဆရာတိုက်တွန်းအားလုံးကိုတိုက်တွန်းပါတယ်ဟုတ်ကဲ့ပါဆရာအခုအခုလက်ရှိဒီလိုမျိုးစားတောက်ကုန်တွေဟိုဆိုအန္တရာယ်ဖြစ်စေတဲ့ဟာတွေတွေ့တယ်ဒါပေမဲ့အရေးယူမှုမရှိတာတွေကလည်းဒါတရားဥပဒေစိုးမိုးတဲ့တရားရေးပန်းတိုင်းရိုင်းနေတယ်တရားရေးပန်းတိုင်းရိုင်းနေလို့ပေါ့ညနေမှမှာသူကဆွဲပြန်လို့ရှိနေတရားရေးတရားဆွဲတဲ့အခါကျလို့ရှိရင်တရားရေးကနေပြီးတော့ မှန်မှန်ဖြောက်မှမှန်ကန်ဆိုတာတရားစီရင်လို့ရှိရင်အွန်လိုင်းဖြစ်အောင်အခုကဖြောက်မှမှန်ကန်တရားစီရင်မှုဆိုတာလေအစရည်ပြောက်နေအဲ့လိုဖြစ်နေဟုတ်လားခုနအလုံသမားဥတွေပဲကြည့်အလုံအလုံရှင်တဲ့အလုံသမားဥတွေမှာအလုံရှင်ကတိန်းဟိုတိန်းကနားတာဖြစ်တယ်ဒါပေမဲ့သူသူရောင်းနိုင်တယ်လေအလုံသမားအလုံသမားတွေဘာမှအကျိုးမရှိဘူးအဲ့အဲ့အလုံသမားဥပဒေအရအဲ့လိုပြန်ပြင်ရမယ့်အနေအထားမှာရှိတယ်အဲ့တော့တိရောက်အတိပြတော့ဟိုလုံရှင်ပဲဖြစ်ဖြစ်ထုတ်လုပ်သူပဲဖြစ်သူတို့ကိုတိရောက်တဲ့ ဟိုပြစ်တံပေါ့ထောင်နာကြသေးတာမဟုတ်ဘူးပြစ်တံတစ်ခုတတ်မှတ်ထားလို့ရှိရင်မလို့ရတော့ဟုတ်တယ်ဆရာအဲထိရောက်မှလည်းမလို့ရမှာနှုတ်မရိုးထောင်နာတည့်ရက်ဓာငွေဆိုလို့ရှိရင်ဓာငွေနဲ့ထောင်နာတည့်ရက်ခံသွားမှာပေါ့ရုံးတဲ့ရုံးစိပြတ်သွားမှာပေါ့အဲ့တော့ထောင်နာအနည်းဆုံးဆိုတော့ဟိုပြတ်တန်းချက်တစ်ခုပါမှသာလင်ဒီဥပဒေမျိုးဟာထိရောက်တဲ့အေးအယူမှုဖြစ်မယ်လို့ဆရာအနေနဲ့ထင်မြင်ယူဆပါတယ်ဥပဒေမှာလည်းပါတကယ်လည်းအေးအယူမှုပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ခင်ဗျဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ပါဟုတ်ပါ